မိတ်ဆွေတို့အားလုံးမင်္ဂလာပါခုနမြင်လိုက်တဲ့ဗီဒီယိုကိုဘလို့ edit လုပ်ရလဲဆိုတော့ကျွန်တော်ဒီနေ့မှာ share link လုပ်ပေးတော့မယ်နော်ဒီတခြင်းလေးကိုလိုချင်နေဆိုရင် dv description မှာ tutorial link ကိုပေးထားတယ် tutorial link မှာကျွန်တော်ဒီဗီဒီယိုကိုတင်ပေးထားတယ်နော်အဲ့ဒီက download ဆွေးပြီးတော့မှ align motion ft ကို share ထောက်လိုက်ဒီလိုမျိုးပေါ်လာပြီဆိုတော့ပေါ်လေးကိုတရှင်တော့ကိုရီစေချောက်1080 30 background အမြောက်တာဒီ creep project နေပြီးဝင်လာပါတော့ဒီတင်းမှာတစ်ခုခု လွေးလျှော်တော့လာမဖြစ်ပါစေနဲ့နော်ကျွန်တော်ပေးတဲ့အတိုင်းပဲရွေးရှိပြီးတော့မှ Creep Project နေပြီးဝင်လာခဲ့ပါတကယ်လို့တခုခုလွေးလျှော်ခဲ့ရင်ကျွန်တော်ပြတဲ့အရာနဲ့မိတ်ဆွေတို့လိုက်လုပ်တဲ့အခါမှာလွေးလျှော်မှုတွေဖြစ်မယ်နော် အထက်ရောက်လာပြီးစအပေါင်းလေးကိုတချက်တော့မီဒီယာလေးကိုထောက်လိုက်မယ်ကိုထိမဲ့ဒီအတက်လုံးမဲ့ပုံဗီဒီယိုတစ်ခုကိုထိလိုက်ပဲပေါ့ဒီဗီဒီယိုလေးကိုတချက်ထောက်လိုက်ပါပြီးအပေါ်မှာဆက်သုံးစနေတယ် extra audio ကိုထောက်လိုက်အောက်ကပုံလေးကိုတချက်ထောက်ပြီးအပေါ်မှာအမိုက်ပုံလေးထောက်ပလိုက်ဒါဆိုဒီတရှင်းလေးကကြံခဲ့ပြီနော် beat description မှာပေးထားတဲ့ beat number တကို message ကို beat map ပေးလိုက်ပါ beat map တော့နဲ့ number ကိုတချက်ထောက်ပြီးပြောက်တယ်အဲ့နေရာကိုပြန်ထောက်ပြန်ပြောက်တယ်နော်မှားလို့ရှိရင်ပြန်ဖြောက်လို့ရပါတယ်အဲ့လိုပုံစံမျိုးလေး โอเคကျွန်တော်ကတော့ v မှတ်ထားပြီပြီเนาะ v မှတ်လို့ပြီးတာ ਨੇ ပထမအောင်ဆုံးနေတဲ့ pawn location ထောက် background ကိုထောက်လိုက်မယ် pawn size နဲ့ stretch composition ရမှု when transporter ဒီနေရာလေးထောက်ပါဒီ shape လေးနေရာလေးပေါ့เนาะပြီးဒီနေရာလေးမှာ1200အထိတင်လိုက်မယ်ပြီးလို့ရှိရင်ဒီက track မယ် color and fill ကိုနေပြီးဒီ background ကိုမေးအောင်ပြောင်းပေးလိုက်ပါ ပြီးလို့ရှိရင် video sound တီလာပြီးတော့မှဒီနေရာလေးထောက်လိုက်เนาะဒီ background ကအဆုံးတီရောက်လာလိမ့်မယ်ဒီအဆုံးပါတွေကပေါ့ effect နဲ့ add effect နဲ့ ီနေရာလေးကိုတရှင်းထားလဲနော်ဗီဒီယိုမှာ simple stuff ဆိုတာရှိအဲ့ဒါလေးကိုတရှင်းထား standard set တွေကိုနေလဲမယ်ဒီ simple stuff ဒီမှာဒီ position ဆိုတဲ့နေရာလေးကိုဒီနားမှာ key frame ရှာလိုက်မယ် key key frame ရှာပြီးဒီနေရာလေးကိုတရှင်းထားပါဒီ8ဆိုတဲ့နေရာတစ်ခုတည်းကိုပဲ250လောက်လိုက်မယ်ဘေးက y z ကိုအတော့မပြူနော်ဒီ position ကိုအဆောက်အအုံတော့လိုက်ပါပြန်ပြီးတော့မှအဆောက်တော့အဆောက်မှ10ရောလောက်လိုက်မယ်နော် โอเคပြီးဒီ jump ဒီ scale ကိုဒီချက်ထားပြီးတော့မ0.84ထားလိုက်မယ်ဒီ size ကိုကြာရင်0.17 over 5 okay ဒီ feather ကိုကြာရင်ကျွန်တော်20ထိတင်နိုင်မယ်အဆုံးထိတင်နိုင်မယ်ဒီ color ကိုအဖြူရောက်ပြောင်းထားရင်နော် okay ဒီ alpha ဆိုတဲ့အရာကိုဒီတိုင်းဒီ amount ကို20ထားလိုက်မယ် ကဒီမှာ brandness ကိုဒီတိုင်းထားမယ်ဒီအောက်မှာ blending mode ထိမှာဒီနေရာလေးဒီအောက်ကမျှလဲနော်အဲ့ကောက်လေးတစ်ချက်ထားပြီး normal ကိုထားလိုက်မယ်ကဲဒီကထက် add effect ကိုနိုင်မယ်ဒီနေရာလေးကိုပဲထပ်ထောက်လိုက်မယ်အဲ့ဒီမှာ sdr ဒီကောက်လေးနော်ဒီ effect လေးကိုတစ်ချက်ထောက် standard setting ကိုလည်းလဲမယ်ဒီ effect ကိုတစ်ချက်ထောက်မယ် deposition ဆိုတဲ့နေရာလေးမှာ x y ကိုတစ်ချက်ထားလိုက်မယ် x ဆိုတဲ့နေရာလေးကို354 plus ဖက်ကိုပြောရအောင်နော်ဒီဘက်ကကြာရင် minus 389 minus ဖြစ်ကိုဟိုဘက်တောက်ကိုရောက်တော့တယ်အဲ့ဒီပုံလေးကဟုတ်တယ်မလား radius ကိုကြာကျွန်တော်ဒီ1.405 d တင်တယ်ပဲအများကြီးပဲနော်ဒီမှာ brightness ကိုလည်းကျွန်တော်ဒီ1.805 show လိုက်မယ်နော်ဒီ brightness ကိုကြာဒီ shape ဒီနေရာလေးကိုကြာရင် minus 0.16 160လောက်ထားလိုက်မယ်ဒီ color နေရာလေးကိုတစ်ချက်ထောင်းဒီဒီနေရာလေးကိုပြောင်းလိုက်မယ်နော် ကဒီ point ဆိုတဲ့နေရာလေးကို30နေတီတင်နိုင်မယ် alpha ကိုတော့ကျွန်တော်ဒီတိုင်းချမယ်ဒီနေရာလေးမှာ normal ကိုအသုံးပြုလိုက်မယ်ဒီ address နောက်တစ် fade ကိုကြည့်မယ် alpha ကနေ color နေရာလေးထောက်ပြီးတော့မှ exposure gamma လေးကိုဒီချက်ထားလိုက်မယ် standard setting ကနေဒီ exposure တဲ့မှာဒီနေရာလေးကို1.20ထားလိုက်မယ်ဒီတယောက်မှာ gamma ဆိုတဲ့နေရာလေးကို0.465ထားလိုက်မယ်နော်ကဲဒီ offset ကိုကြောင်ပါမလို့ဒီကထဒါဆို background တစ်ခုနဲ့ဒီမှာ ဒီပုံတော့အရသွားပြီဖြစ်တယ်။ Okay ဒီတိမှာကျွန်တော်ဓာတ်ပုံထိပေးရမယ်။ align motion logo ပုံလေးပေါ့နော်။အဲ့ဒီပုံလေးကိုထိပေါ်တော့လည်း parallel digital media ထောက်လိုက်မယ်။ပြီးလို့ရှိရင်ကျွန်တော်မှ align motion logo ပုံကဒီမှာရှိရနော်။အဲ့ဒီပုံလေးကိုထောက်လိုက်ပါ။ပြီးဒီပုံလေးကိုထောက်ပြီး move and transport ပထောက်ဒီနေရာလေးထောက်440တိသေးလိုက်မယ်။ဒီပုံကိုဗေးတိထားမလဲဆိုရင် city ratio 20ဒီတော့ထားလိုက်မယ်ဒီမှာ20เนาะ ပြီးဒီဒီနေရာလေးထောက်လိုက်ပါဒါဆိုဒီပုံက AJ ရောက်သွားပါလိမ့်ဒီ align motion logo ပုံလေးကိုတကယ်လို့မိတ်ဆွေတို့လိုချင်နေဆိုရင်လေဒီဟို browser တစ်ခုခုမှာ align motion logo ဆိုပြီးရိုက်ရှာလို့ရရယ်နော်ဒီ logo ကကျွန်တော်က background ဖြစ်ပြီးသားထည့်ထားတာเนาะ background မပါဘူးသူက background ဖြစ်ပြီးသားဖြစ်တယ်မိတ်ဆွေတို့ဓာတ်ပုံတွေပါတောင်းပြမယ်ဆိုရင်ဟိုကြိုက်တယ်လို့တောင်းလို့ရပါတယ်ဒါမိတ်ဆွေတို့စိတ်ကြိုက်ပေါ့เนาะဒီနေရာမှာတခြားပါတွေတောင်းမလဲအ ဟိုဒီတခြားကြရည်ဗျာမိစုတွေကြိုက်တဲ့ຢာတွေတုံလို့ຢာတွေပေါ့နော်ကျွန်တော်ကတော့ဒီ emotion လို့ပေါ့နော်ပြသွားမယ်ကဲဆိုတော့ဒီဟာထည့်လို့ပြီးပြီဆိုတာနဲ့ကျွန်တော် affecting effect နဲ့ effect နဲ့ပထမဆုံးဒီနေရာလေးကိုတစ်ချက်ထောက်ပါဒီဒီ oscillate ကိုတစ်ချက်တော့ standard setting နဲ့လည်းမယ် DSD တိမှာ angle ကို90ထားမယ်ဒီအောင်မှာ frequencies ကို0.20ထားလိုက်မယ်နော်ဒီတရားမှာ magnitude ကိုကျွန်တော်15ပဲထားလိုက်မယ် ီကတဲ့ adefragonate ဒီ not effect good team ဒီနေရာလေးကိုတရှင်းထားလိုက်မနော် electronic axis ဆိုတာရှိအဲ့ဒါလေးကိုတရှင်းထား standard setting နဲ့လိုက်မယ်ဒီ electronic axis team distance ကို key frame ချပြီးဆက်ရုပ်လုပ်လိုက်မယ်နော် details ကိုလည်းကျွန်တော်ဆက်ရုပ်လုပ်လိုက်မယ်ဟို sorry detail distance details key frame ချလိုက်မယ်နော် details ကိုလည်းဒီအောက်မှာလာမယ်ဆိုရင် alpha ကိုလည်းကျွန်တော် key frame ချပြီး စေယူလုတ်လိုက်မယ်အစေယူလုတ်ထတာဒီဟိုပြောမယ်ဆိုရင်၃ခုရှိရေနော် alpha ရေ detail ရေ distance ရေ key key range တာကဒီ thickness ကိုတချက်ချင်းမယ် thickness ကိုကျွန်တော်1.0 sound တီတင်လိုက်မယ်1.0ပေါ့နော်ဒီဒီမှာ distortion ကိုလည်းကျွန်တော်1.0 sound တီတင်လိုက်တာပေါ့နော်တရားမှာ color 2မျိုးရှိ color but အပေါ် color ကိုတချက်ထားအနီးရောက်ကိုပြောင်းလိုက်မယ်ဒီအနီးရောက်လေးနော်အောက်က color ကိုတချက်ထားပြီးအမေးရောက်ပြောင်းလိုက်မယ် ဒီအဲ့လဖာဦးတော့ခဏထအောင် close ကိုတချစ်ကြည့်မယ် close ကိုကျော်7.0တိတင်ပေးလိုက်ပါ seed ကိုကျော် data မြေ evolution ကိုဒီ seed ကိုကျော်မကစားတော့ဘူးနော်ဒီအမှာ mask ကို mask ကြီးမှာကျော် distance ဆိုတဲ့နေရာလေးကိုနော်0.36ကြီးတန်လိုက်မယ်ဒီအမှာ evolution ရှိ evolution ကိုစမ်းပါ key frame ရှာလိုက်မယ်ဟိုစမ်းပါဒီကို key frame ပြရှာတတ်ခဲ့ပါဒီအမှာ scale ကိုကျော် detect ထားမယ် အာကာလာဆိုတဲ့နေရာလေးမှာကျွန်တော်ဒီအပြရောင်လေးကိုရွှေ့ပစ်လိုက်မယ်နော် count ကိုဒီချက်ချင်း count ကိုတော့ကျွန်တော်လုတ်เสียမလို့အပွားနှမျိုးဝင်လုံးမယ်ခဏလေးနော်ဒီ electronics ကိုဒုတိယ key frame ကိုကျွန်တော်3 ratio 1 3မှာလာပြီးရှာမယ်နော် အဲ့နာနေမှာ key frame ပထမဆုံးကျွန်တော် distance ကို key frame ရမယ် distance တွေမှာဒီနေရာလေး0.500ထိထားလိုက်မယ်နော်အဲ့မဲ့ကြားမှာကျွန်တော် grade တိပါတယ်300မလို့ thickness ကိုထားလိုက်ပါတော့ details ကိုကျွန်တော် key frame ရမယ် the dinial time is 0.75 gita me me che me no now ma distortion shi de ဒီကာလာရှိတယ်အယ်လဖာရှိတယ်အယ်လဖာကို key frame ရှာမယ်ပြီးရင်ဒီအယ်လဖာအစမ100%ထားလိုက်မယ်ကြတရားမှာ glow ဆိုတာရှိအဲ့ glow ကို90 90မှာ90ပေါ့နော် seed quality data evolution ကိုအာဒီ data ပါဒီ master team မှာ evolution ကိုကျွန်တော်ဒီနားမှာ key frame ရှာမယ်ပြဒီအစမှာမလို့နော် sorry ကျွန်တော်ခုနအစမှာရှာထားခဲ့အစမှာမလို့ဒီ D3 ratio 13မှာ0ထားခဲ့လိုက်မယ် PD အဆုံးကိုတော့ပါကျောင်းဝေးဒီအဒီတက်ပုံရေးဆောင်ဒီ line motion လို့ဆောင်အဲ့နားထဲမှာကြာရင်1.0ဒီထားလိုက်မယ်ဒီအောက်က skate ကိုဘာညာတာကကျွန်တော်မကစားတော့ဘူးเนาะဒီတိုက်ထားလိုက်မယ်နောက်ထပ် effect ကိုတင်မယ် effect ကနေပြီးဒီ color နေရာလေးကိုထားပြီးတော့မှ crew shade ဆိုလေးရအောင်ထား standard ဆိုလေးကိုလိုက်လိုက်မယ် vidica ဒီကောင်လေးကိုကျွန်တော်စမှာတစ် key frame ရှာလိုက်မယ်ပြီးဒီ effect ကိုလာမယ်เนาะ အဆုံးတည်လာလိုက်အဲ့မှာ key range ဒီနေရာလေးတော့အာ300လောက်ထိကျွန်တော်လုံးကြည့်လိုက်မယ်ဟိုလုံးကြည့်တာကကျွန်တော် 2x ကြော်ကြော်ပဲเนาะအဲ300လောက်ကျွန်တော်စမ်းကြည့်မယ် 3x ဖြစ်နေတယ် 2x နဲ့ဒီ280ထားလိုက်ရပါတယ် Okay နည်းနည်းများသွားတာဗာမပြေဘူး Okay ဒီမှာ 2x 280เนาะအပေါ်မှာ 2x ရှိတယ်အဲ့လိုအနေထားလောက်ဆိုရင် တချင်းဒီမှာဒီအစမှာဇီယိုနော်โอเคအဲ့ဒါမယ်ဒီကထွက်မယ်ဒီကောင်လေးကိုပဲကျွန်တော်ဟိုဒီ copy ကူးလိုက်မယ်ဗျာ copy လေးအောင်လုပ်လိုက်မယ်ပြီးရင်ဒီအဆောင်ကိုသွားမယ်ဒီအဆောင်နားလေးမှာအဲ့နားလေးမှာ paste layer လုပ်လိုက်မယ်နော်ပြန်ပြီးတော့ paste ရှာလိုက်မယ်ဒီတက်ပုံလေးပါအဲဒီတက်ပုံကတက်မှတ်ထားတဲ့ point ထဲနင်းနေရှည်တော့ဒီတွင်တဲ့ဒီကောင်လေးကိုတစ်ချက်တောင်းအာဒီပြဒီနိုင်ပုံလေးတစ်ချက်တောင်းပြီးဒီလိုမျိုးချိန်လိုက်ပါ ကဲဒီတက်ဘုံကဒီမှာနှစ်ခုဖြစ်တော့လိမ့်မယ်နော်ကဲဒီအပေါ်မှာကျွန်တော်ဒီအဆက်မှာဒီ background ကိုခံပေးဖို့လိုပါတယ်ဒီနားမှာပေါ်လာတဲ့ခါမှာပေါ့နော် productive တို့နဲ့ပါလို့ကိုတချက်တော့ background ကိုထောက်ပေါ်စေတော့စနေ stochastic composition ရဲ့ screen ပြပြပြီးတော့မှဒီ background ကိုဒီ bit marking ထိတာမယ်ပိုလေးပိုက်ဖြစ်တော့လိုက်မယ်နော်ကဲဒီ background ထိမှာတချက်ထား affinity add affinity ပထမဆုံးအနေနဲ့ဒီအားသားနေရာလေးထောက် copy background ရှိရနော် stainless silicon နဲ့လည်းပါ copy background tb ya different ကနေမြေဒီ genial လေးကိုတောင်းပြီးတော့မှ wave file ကိုကျွန်တော်တောင်းပြပေးမယ်နော် standard set ကိုနေလိုက်မယ်ဒီ wave file တင်မှာ first ကိုစမှာ keyframe ရှာလိုက်မယ်အစမှာဒီနေရာလေးထား1.0အမှတ်ချင်ပြီတော့ vd background ဆုံးမှာ2.0ကြတိကြမှာကျွန်တော် grid တွေပါတယ်ဆီကို detail ထားမယ် spacing ကိုကျွန်တော်တစေထားလိုက်မယ် imagine မြောက်က magnitude ကိုကြာရင်ကျွန်တော်ဒီအဆောက်လာပါအဆောက်မှာ key fraction သူက6.5ဒါမို့ရေး ဝေးပါဒီဘက်က lucky french ဒီမှာဇယ်ရောနော်ကဲဒီနေရာလေးတော့ duplicate လုပ်လိုက်မယ်အောက်က wave form ကိုတစ်ချက်ထား ng ဆိုတဲ့နေရာလေးကို80ထားပေးလိုက်မယ်နော် okay spacing ကိုလေးဒီတက်တာမယ် magnitude ကိုကျေကျွန်တော်ဒီတိုင်းပဲထားလိုက်ပါအာကျန်တာလုံးဆရာမလို့ okay ဒီကထွက်မယ်နော် pd movement transporter ဒီနေရာလေးထားမယ် 6.d ဒီရှေ့တဲ့နေရာလေးနော်အဲ့နေရာလေးထားပြီးတော့မှ6500ဒီကြည့်လိုက်မယ် ကဲဒီဘွားဟာတော့ကျွန်တော်တောင်းစီရမလို့ဒီကနောက်တဲ့ background တစ်ခုတင်မယ်ပေါ်လာကနေ background ထောက်ပေါ်ဆက်လို့စနေ stretch to composition ရင်းဒီ sheet beat marking ကြီးထားပြီဒီမှာ effect နဲ့ edit effect နဲ့ပရမအစနေနဲ့ copy background ကိုထည့်လိုက်ပါ video track edit effect နဲ့ wave form ဝင်တင်မယ်နော်ဒီ wave form ကဒီ fast ကိုကျွန်တော် detect ထားမယ်နော် angle ဆိုတဲ့နေရာလေးကို263အမချင်မယ်တယောက်မှ spacing ကို126အမချင်မယ်နော်တယောက်မှ magnitude ကိုကြာကြာ key frame ရှာလိုက်ပါ 1.8ထားလိုက်မယ်နော် VDSD အဆောင်တော့ differential အဆောင်မှာ0လေးထားလိုက်မယ် edific နေပြီးတော့ waveform ထည့်လိုက်ဒီ waveform မှာစာဝင်လာမယ် key frame ရှာရှာမယ် DC ကိုထားမယ်နော် VDF ကိုလာ key frame 1.50ထားမယ် DNG ဆိုတဲ့နေရာလေးကို60မချိန် BD spacing ကို60နဲ့ချစ်မကျမနဗီဒီယိုမှာမိုက်နီကျူကိုကြာရအောင်ဆာမတော့ key frame ဆာမ1.9 တီဆောင်တော့ကီဖရန်ချိုင်းစီယောဒီနေရာလေးထောက်ဒူပလီကိတ်ထက်လောက်လိုက်မယ်တောင်းထက်ဖြစ်သွားပြီနော်ဒီဒီတခါကျရင်အန်ဂီဆိုတဲ့နေရာလေးကိုတီတိုက်ထားပါ spaces ကိုကျွန်တော်ပြောင်းပေးမယ်94မကြည့်လဲနော်ပြီးလို့ရှိဒီမိုက်နီကျူမှာကျွန်တော်အစောက်လာမယ်1.7ဘန်ထားလိုက်မယ်ကဒီ warfare ကိုကျွန်တော်လုတ်ဆရာမလို့နော်ကဒီက trap မှာအဲဆိုဒီ background နှစ်ခုနဲ့ဒီမှာ table တစ်ခုဖြစ်သွားလိမ့်မယ်နော် ကဲပြီးလို့ရှိရင်ကျွန်တော် device asset ကိုလာမယ် device asset နှစ်မျိုးပဲရှိရေနော်ဒီ11 ratio 0 8 8ကနေပြီးတော့မှဒီ11 ratio 20ကနေလို့ဒီဘက်အစားဝင်လာမယ်ဒီ VDV marking ပေါ့နော်အဲ့မှာ power condition တော့ background တော့ power sensitivity statistic composition ရယ် screen ပြပြလိုက်မယ်ဒီ13 ratio 05ဒီထားလိုက်ပါဘီဒီထဲမှာ effect နဲ့ effect နဲ့ပထမဆုံးအနေနဲ့ copy background ကိုတိရှိထားလိုက်မယ် add effect ကိုနေမယ် vd wafer ဆိုတဲ့ effect ကိုတစ်ချက်တောင်းမယ်ဒီ wafer တိမှာ fast ကိုအစမှာ difference ရှာလိုက်ဒီအဆက်ကိုလာမယ်နော်ပုံကူးပြောက်ဆက်အဲ့နားလေးမှာ1.0အမှတ်ချက်မယ်ဒီအဆုံးကိုတောင်းမယ်အဆုံးမှာ2.0ထားမယ်နော် မိကဒီကြားမှာ grade တွေပါတယ်ကျွန်တော်မဆွေးဘူးအောက်မှာ lambda spacing ဆိုတဲ့နေရာလေးကိုတစ်စီအမှတ်ချိန်လိုက်မယ်နော်ကဲဒီအောက်မှာ magnitude ကို shift အဆုံးမှာဒီ key frame shift သူ့ကို0လောက်လိုက်မယ်နော် vdsr ကိုတော့မယ်0အဆုံးမှာ0နော်ဒီပုံကူးပြောက်အဆက်မှာကြာရင်ဒီနေရာလေးထောက်ပြီးတော့6.5အမှတ်ချိန်လိုက်မယ်နော်ဒါလည်းရပြီကဲဒီနေရာလေးထောက် duplicate လောက်လိုက်မယ်အောက်က wave form ကို angle ဆိုတဲ့နေရာလေးကို90နော်အမှတ်ချိန်မယ် တယောက်မှဒီ magnitude တွေပါတယ်ကျွန်တော်ဘာမှမပြောတော့ဘူး okay ဒီက track move and transport ကိုထောင်းဒီနေရာလေးကိုထောင်းလိုက်ပါပြီး၄000တိ500ဒီကျွန်တော်ကြည်လိုက်မယ်နော်ထားလိုက်မယ်ပီတီနားမှာပေါလီယိုနဲ့ဘာဂရကိုထောင်းပေါ်ဆန်သူစနဲ့ stretch to conversation ရဒီဘက်ကလာဘိုလီပိုက်ဖြတ်လိုက်ပါဖက်ကနဲ့ edit ဖက်ကနဲ့ ဖရမဆန်ရဲ့ good copy background ကိုပြင်ထည့်လိုက်ပါအဲ့ဒီ default ကနေမြင်ဒီ waveform ကိုထည့်လိုက်မယ်ဒီ waveform မှာဒီအလေးပုံကူပြော bit မှာခင်မှာလာပြီးတော့မှသူ့ကို1.0 magic အဆောင်တော့ key pressure အဆောင်မှာ1.5အချိန်မနော် PD angle ဆိုတဲ့နေရာလေးကို263ပဲချိန်မယ် PD spaces ကို126နော်ဒီ magnitude ကိုအဆုံးအဆုံးမှာ0အဆမှာလည်း0ပါပဲ ဒီဆက်မှာကြာရင်1.8နော်ဒီနေရာလေးတော့ duplicate လုပ်လိုက်မယ်အောက်က wave form မှာဒီ fast ဆိုတဲ့နေရာလေးမှာနော်ဒီအလေးက bit marking မှာသူက1.5ထားလိုက်မယ် midi အဆုံးကိုတော်တဲ့အခါမှာ0နော်ခုနကလည်းမတူပါဘူး angle ကိုခုန90ထားလိုက်မယ် bit faces ကို68နော်ဒီ magnitude ကြာဒီအဆက်မှာလာပြီးတော့1.9 ပြဒီနေရာလေးကိုထောက်ပြီး duplicate ထည့်လုပ်လိုက်မယ်အောက်က wave ဖောက်ထားမယ် fast ကို detector angle ကို detector spaces ကိုပြောင်းလိုက်ပေးမယ်54နော်ဒီ magnitude ကိုလေးကျွန်တော်1.7ကြီးပြောင်းလိုက်ပေးလိုက်မယ်ရပါပြီဒီ background သုံးမျိုးကိုဒီ effect သုံးမျိုးကိုဒီထဲမှာထည့်ပေးလိုက်မယ်နော်ဆိုတော့ဒီဘက်ကိုခိဆက်တော့မယ် okay ကျွန်တော်ဒီအပေါ်မှာဒီကျွန်တော် စကားပြောမယ်စာသားလေးထိုးဖို့ပဲကြံပြီနော်ဒီနားလေးမှာပေါင်လေးကိုတစ်ချက်ထားမယ် BD test ဆိုတဲ့နေရာလေးတစ်ချက်ထားမယ်နော်ဒီဒီနားမှာကျွန်တော်ပါရေးရှင်လေးဆိုပြီးတော့ကျွန်တော်ပါတာကျွန်တော်ဟိုရေးတာပေါ့နော်ဒီဟာကအလူငယ်မှန်ရင်ဒီအပေါ်မှာကာလာနေဒီ background ကာလာနော်အဲ့ကာလာလေးကိုအဖြူရောပြောင်းပေးလိုက်မယ် ကဲပထမဆုံးအဖြူရောပြောလိုက်မယ်ဗီဒီနီယာလေးဒီဖက်အစနော်အဲ့ဒီကောင်လေးကိုတစ်ချက်ထောက်လိုက်ပါဒါဆိုဒီဒုတ်လျှောက်လေးကခုနဒီလိုပုံစံမျိုးနော်ထောက်လိုက်တာနဲ့ဒီလိုလေးစံတာရောက်တော့တယ်အဲ့လိုပုံစံမျိုးလေးလုပ်ပေးလိုက်နော်မိတ်ဆွေတို့ဖောင်ဆိုင်ပြောင်းမယ်ဆိုရင်ဒီနီယာလေးမှာမိတ်ဆွေတို့ကြိုက်တဲ့ဆိုင်ပြောင်းလို့ရပါတယ်ကျွန်တော်ကဒီတိုင်းပဲကြိုက်တယ်ဗီဒီနီယာလေးမှာဒီ PT ဆိုတဲ့နေရာလေးမှာ28လောက်ထားလိုက်မယ်ဖီလို့ရှိရင်ဒီကောင်လေးကိုဒီလိုမျိုးဆွေးဆန်းလိုက်မယ်အမက်ချိန်လိုက်ပါ ပီတီမူဝန်ထရန်စပေါ့ကိုထောက်မယ်ပီတီမူဝန်ထရန်စပေါ့မထောက်ဘူးနဲ့လေကျွန်တော်ဒီဒီစာသားလေးကိုဒီနောက်မှာထားခြင်းဒီနောက်ပို့လိုက်မယ်နော်ကိုကိုလိုချင်တဲ့နေရာလေးကိုဟိုပို့လိုက်မယ်ပို့လိုက်လို့ပြီးတာနဲ့ဒီစာသားလေးမှာဒီစာသားကိုဘယ်ထိထားမလဲဆိုရင်3 ratio 1 3ထိထားလိုက်မယ်ဒီစာသားထိမှာ affecting ပဲ affect ကနေ add effect ကနေပထမဆုံးဒီ test ဆိုတဲ့နေရာလေးထောက်ပါ test transport ဆိုတာကိုဒီချက်ထားမယ် standard setting ကိုလည်းလိုက်မယ်ဒီ test transport ကိုဝင်လိုက်မယ်ဒီ variant ဆိုရှေ့ အဲ့ကောင်လေးပထမဆုံးထောက်ပါပြီးဒီအောင်မှာ fast ဆိုတာရှိပါတယ်အဲ့ fast ကဒီအစမှလာမယ်နော် v2 ဒီအာ9.0 9.0ထားလိုက်မယ် vd အဆုံးမြောက်ခင်ပေါ့နော်အာ2.2 sample လောက်ဖြစ်ဖြစ်အဲ့နားလေးမှာဒီမှာ beat ခုမဲ့လိုက်မယ်ကျွန်တော်အဲ့နားလေးမှာ key fresh vd နေရာလေးမှာကြာရင်200 oh sorry minus 84 dB တင်ပေးလိုက်မယ် ကျွန်တော်ဒီကြားမှာသူကဒီမှာ minus 80စီလေသူကဘာမှအလုပ်မလုပ်သေးဘူး transport တွေကိုတရှက်ထားမယ်ဒီ transport တွေမှာ letter ကိုပေးထားတယ် offset ဆိုတဲ့နေရာလေးမှာအာဒီ y y ဆိုတဲ့နေရာလေးကို90ပေးလိုက်မယ်နော်ဒီတရားမှာ angle ဆိုတဲ့နေရာလေးကို0ရ scale ကိုလေးကျွန်တော်0.68လောက်ထားလိုက်မယ်။နည်းနည်းကြီးတော့ပေါ့နော်။ distract ကိုကြာရင် ဒီဒီဒီနေရာလေးထောက်ပါ1.20လောက်ထားလိုက်မယ် stretch ကို alpha ကိုညို့ဒီတိုက်ထားပါဒီအောင်မှာဒီနေရာလေးကိုတစ်ချက်ထောက်မယ်နော်အဲ့ဒီရောက်လာတဲ့နဲ့ဒီရောက်လာတဲ့ဒီ color ဆိုတဲ့နေရာလေးမှာဒီအရောင်လေးကိုပြောင်းပေးလိုက်မယ်နော်ဒီဒီမူမူတည်တည်လေးအဲ့ဒီအရောင်လေးပြောင်းပေးလိုက်ပါပြီးဒီအပေါ်ခလုတ်လေးကိုဖွင့်ထားခဲ့မယ် ပြီးမှကျွန်တော်တို့ဒီအောက်ကကောလေးကိုတစ်ချက်ထားမယ်နော်နောက်ပြီးတော့မှဒီမှာကြည့်မယ် smoke thing ဆိုရင် smoke smoke ဆိုတဲ့နေရာလေးမှာထားခဲ့မယ်နော်အော်ကြံလေးညာတဲ့ကျွန်တော်မကစားဘူးအပေါ်အကောင်ကြီးကတော့ဒီအောက်မှာကြာရင်တက်ကစားစရာမလိုဘူးအဲ့လိုမျိုးလေးလုပ်ပြလိုက်မယ် add effect ကိုနေမယ်ဒုတိယတစ်ခေါက်တင်မှာတော့ဒီနေရာလေးကိုပဲထောက်လိုက်ပါ VWIP ဆိုတာရှိဒီမှာ wife and standard စတဲ့ကိုလိုက်တယ်မယ် VD wife team မှာ t-shirt ဒီ end ကို key finisher ပြရမယ်နော် အဲ့ကိုဘလိုကီးဖရင်ရှာလဲဆိုအဆောက်လာပါကီးဖရင်ရှာပါပြီးသူ့ကိုဇယ်ရထားလိုက်မယ်နော်ပီတီအဆုံးကိုတော့အာအဆုံးကိုတော့ပြန်မကီးဖရင်ရှာလိုက်အဆုံးမှာဒီကောင်လေးကိုဟိုတရာတီတီထားလိုက်မယ်နော်ဗီဒီယိုထွက်မယ်နောက်တစ်အဖက်တစ်ခုတင်မယ်အဲ့ဒီဖက်ကနေမယ် ကာလာနေရာလေးကိုတစ်ချက်ထားမယ်။ free shade ကိုတစ်ချက်ထားမယ် standard city ကိုနေလဲမနော်။ဒီ free shade ချက်မှာဒီအစမှာ scope ဒီအစောမှာ key frame ချလိုက်မယ်။ဒီဒီနေရာလေးကိုထောင်လောက်ဒီကျွန်တော်ရွှေ့ကြည့်လိုက်မယ်။ကျွန်တော်လိုချင်တာက 1x တော်တော်လေးနော်။ okay voice ကြော်ကြော်လေး2 weeks ပြည့်တယ်ပဲပေါ့နော်ပြီးမှကျွန်တော်ဒီအစအောင်လာမယ်အစမှာတက်ပြီးတော့မှ difference ကို key friendship ပြီးသူ့ကိုဆယ်ယူအဆုံးတီချော်လာမယ်နော် pdg တော့နောက်ထပ် video ကိုတင်မယ် edit video ကိုနိုင်မယ် share box ကိုထောင်းလိုက်နော် blong zwe ရရှာလိုက်ပါ long shadow ဒီမှာပုံမှန်ထားနေနော် standard setting ကိုနိုင်လိုက်မယ်ဒီ long shadow ဒီမှာ size ကို0.021တီချော်ပေးလိုက်မယ်နော် PDN ကို45ထားမယ်ဒီအောက်မှာ color ဆိုတဲ့နေရာလေးကိုအဝါရောက်ပြောက်ပေးလိုက်မယ်โอเคဒီအောက်မှာ alpha ကို90လောက်ထိထားလိုက်ပါ90ဒီ solidity ကို100%ထားမယ် feed ကို100%ထားမယ် feed feed new window zero ထားအော်ဒီအောက်မှာ strength ဒီတိုင်းပဲထားလိုက်ပါရပါမယ်အဲ့ဒါဒီနောက်မှာတကွာဒီကနေတော့ဒီလိုမျိုးလေး ပေါ်လာလိမ့်မယ်နော် okay ဒီ background လေးကိုဒီ background ထဲမှာရှိတဲ့အရာကိုပဲကျွန်တော် copy ပေါ်လာဖယ်လုပ်လိုက်မယ်နော်ပြီးလို့ရှိရင် copy all move တခါလေးကျွန်တော် copy layer လောက်လိုက်မယ်ပြီးဒီနားမှာကျွန်တော် paste layer လောက်လိုက်မယ်ဒါဆိုဒီ background ကတည်တည်ရအောင်လိုက်မယ်နော်တိုးတိုးဒီ bit marking ဒီတာမယ်နော်အဆုံးအဆုံးဒီထားလိုက်မယ်ပေါ့ဒီဒီဒီစာသားလေးပေါ့ ် AD effect ကိုကြည့်မယ် test transform durant ကိုရှင်းထားမယ်နော်တော်တော့ကျွန်တော်ဒီနားမှာ fast ကိုကျွန်တော် key frame ရှာခဲ့သေးလားအဲ key frame assist ratio 0.0မှာပဲဒီဒီ alpha ကိုဒီမှာထားလိုက်မယ်နော်ဒီမှာ alpha ကိုအဲ့မှာထားလိုက်မယ်ဒီအောင်မှာတော့ကျွန်တော် key frame မပါဘူးဆိုရင်ကျွန်တော်ဒီကောခဏဖေးထားလိုက်မယ် to wife ကိုကြည့်မယ် wife က aunt ကိုကျွန်တော်ဒီနားလေးမှာပဲအဆုံးစားမယ် okay dear to notice cruciate မှာ uh cruciate မှာကြာရင်ဒီအကိုဝင်းနဲ့မရအောင်เนาะ uh cruciate မှာကြာကျွန်တော်ဒီဒီ bit marking ကိုအဆုံးတီးအသုံးပြုရမယ်ဒီအဆုံးတီး key frame ချလိုက်ပါ bit ဒီအစက key frame ကိုဖိထုတ်လိုက်မယ်เนาะဒီဘာစဒီ color အဆုံးတီးတော့လိုပါတယ် bit ရောက်မှာ လုံးရှယ်တွေကိုကြာကြအောင်ဘမလုတ်เสียမလို့ရပြီဒီမှာဒီကနေလို့ဒီလိုမျိုးထွက်လာဒီကနေလို့လေဒီလိုမျိုးထွက်လာနိုင်မယ်နော် okay ဒီဘက်ကော no base layer လောက်လာမယ်နော်ဒီနေရာလေးထောင်း base layer ပေဒီဘက်ကောကိုပေတီထားမယ်ဆိုရင်ကျွန်တော်ဗီဒီယိုအဆုံးထိထားလိုက်ပါအဒီစာသားလေးကိုတော့ဗီဒီစာသားလေးကိုအဆုံးထိထားပြီးတော့မှ edit text ကိုနေမယ်။အဲ၎င်းလေးတွေကျွန်တော် sorry ။အကျွန်တော်ဒီဒုတိယနေရာမှာလည်း ကျွန်တော်စာသားကိုလုတ်ခဲ့ပြီးပြီနော်အဲ့ဒီစာသားလေးတော့ editis ကိုနေပြောမှာဒီကျွန်တော်ဟိုဒီစာသားလေးကိုဖြည့်ဆည်းလိုက်မယ်ပြီးတော့ချိန်ရှင်လေးစာအပအစ်စ်လေးထည့်မယ်ပေါ့နော်နော်ပြည့်တော့ရယ်နော်โอเคဒီဘက်ဒီဘက်စာသားမှာပါထည့်မယ်လေပထမဆုံးကျွန်တော်စာသားပြည့်ပြည့်လိုက်မယ်ကျွန်တော်ရှေ့ကပေါ့မှာအာဒီထည့်မှာကျွန်တော် effect ကိုကြာရယ်ဒီဘက်မှာထည့်ခဲ့တဲ့ effect ကိုပဲ copy ကူးထည့်လိုက်မယ်ဗျာ copy all effect ဒီဒီဘက်မှာထည့်ထားတဲ့ effect တွေကိုကျွန်တော်အကုန်လုံးဖြည့်လိုက်မယ် ပြဆက်သူကလည်း piece file လောက်လိုက်မယ်ဒါဆိုသူကဒီနောက်မှာထွက်လာတဲ့ပုံစံမျိုးနဲ့ဒီမှာရေရှည်တင်ပြနေတာတူတော့လိမ့်မယ်နော် okay ဒါဆိုကျွန်တော်ဒီ edit တပုတ်က pc တော့ပြီနော်အာဒီ export ထုတ်ဖို့တော့လေအပွားများလေးကိုတစ်ချက်တောင်း export ဆိုရင်ခလုတ်ပနေလိုက်ပါဒါကတော့ပြီးဆုံးတော့ပြီတိုးတော့ကျွန်တော်ကိုပတာကိုပြုပြင်ထားတဲ့ဒီအရာရှိရေเนาะဒါကိုကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော် recording လုပ်ပြီးမှကျွန်တော်တီလို့ပြန်ပြုပြင်ဖို့လေအချိန်မရတော့ကျွန်တော် တခါလေးဒီမှာပဲပြောလိုက်မယ်နော်ကျွန်တော် edit လောက်တာကြံလေးအရာတွေကအကုန်လုံး ED ပုံစံတိုက်လောက်ထားတယ်တိုးတော့ကျွန်တော်စာသားထည့်နေရမှာဒီဟိုသဘောမကျတာဖြစ်ခဲ့ရေပေါ့နော်စာသားဘလို့သဘောမကျတာဖြစ်လေဆိုတော့ကြီးနေတယ် ဗီဒီစာသားတွေကကြီးနေတယ်ဗီဒီဘေးတွေကိုသူကရှန်ထွက်နေတယ်ဒီလိုပုံစံမျိုးဖြစ်တယ်เนาะအဲ့ဒါကိုမေးစီတို့ edit လုပ်တဲ့အခါမှာ move and transport ကိုထောက်ပြီးတော့မအေးကြီးရဲ့ယာနဲ့သူ့ကိုသေးလိုက်ပါဗီဒီအပေါ်ဒီ xy ဆိုရဲခလုတ်လေးကိုထောက်ပြီးတော့မသူ့ကိုကိုလိုချင်တဲ့ point တစ်ခုကိုကိုဆွေးရှာလိုက်ပါเนาะအဲ့ဒါလေးတခုပြုပြင်ပေးလိုက်ပါเนาะကျွန်တော်ဒါကို edit ထဲမှာမပါတော့ဘူး အာကျွန်တော်လေး recording လုပ်ပြီးမှဒီဟာကိုတွေ့တာဗျ။အဲဒီမှားယွင်းနေတဲ့အရာပေါ့နော်။အဲစာသားတွေမှာတူတူတူလုတ်ရမလို့ပါဘူး။ move and transport နဲ့နည်းနည်းကြည့်သေးကိုပြပြပေးလိုက်ပါနော်။ Okay အားလုံးပဲအဆင်ပြေကြပါစေ။ Bye bye ။